မင်္ဂလာပါအိမမက်ဖြစ်ပါတယ်ဒီနေ့မှာတော့ရေးချာနဲ့မောက်ချာအကြောင်းလေ့လာကြမှာဖြစ်ပါတယ်ကျမတို့ရဲ့ consonance letter တွေထဲမှာ d အက္ခရာခုနှလုံးကိုလေ့လာမယ်เนาะခဂငဒဒပဝအဲ့ဒါကိုကျမတို့တကယ်လို့ရေးချာနဲ့ရေးမယ်ဆိုရင်ရေးတဲ့အခါမှာဒီလိုဖြစ်လာမယ်ပေါ့เนาะ ခာဂာငာဒာဒာပါဝါဆိုပြီးတော့ဒီလိုဖြစ်လာမှာပါဒါပေမဲ့ဒီစလုံးတွေကိုအဲ့လိုရေးမယ်ဆိုရင်ငကိုရှိပြီးသား original consonance letter တွေနဲ့တွားပြီးတော့စင်တူနေတာကိုတွေ့ရပါမယ်စလင်ကာကြီးအာတောက်ဝင်းမူဟာတွေနဲ့ရောထွေးနိုင်စရာဖြစ်လာပါတယ်เนาะအဲ့ဒါကြောင့်မလို့ဒီခုနှစ်လုံးကိုတော့ကျမတို့က မောက်ချောက်သုံးပြီးတော့ရေးပါမယ်ခါဂါငါဒါဒါပါဝါဆိုပြီးတော့ခုနှလုံးထဲမောက်ချာသုံးရေးပါမယ်။ဒါကြောင့်သူတို့ကိုရေးချာမသုံးရပါဘူး။ These 7 letter မှာတော့ only use မောက်ချာပဲဖြစ်ပါတယ်။ Okay ရေးချာနဲ့မောက်ချာကို ဘယ်လိုရေးရမလဲကြည့်အောင်ရှိပြီးသား initial consonants နေရာမှာအနောက်မဝိုင်းဝိုင်းလေးရေးမယ်ပြီးရင် long type လေးနဲ့ရေးမယ်ပေါ့နော်အဲ့တော့ဒီ seven consonants letter ကိုတော့မောက်ချာသုံးပေးပါခါဂါငါဒါဒါပါဝါပဲဖြစ်ပါတယ်အားလုံးပဲနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်